ခိုင်အချုပ်ခန်းထောက်ပေါက်ပြေးမှုဖြစ်ခဲ့တဲ့တည်င်းကိုပြောပြပါမယ်။ဓမြတယောက်ကဥဆောင်ပြီးအကျဉ်းသား30ကျော်ထွက်ပြေးသွားတာလို့မြပြည်တည်ရဲမြစ်တွေကဆိုပါရီ။ရှမ်းပြည်မြောက်ပိုင်းကိုခိုင်မြို့မှာရှိတဲ့တအန်သက် TNL ရဲ့အချုပ်ခန်းထဲကနေအကျဉ်းသား30ကျော်ဖောက်ပြီးထွက်ပြေးလူမြောက်သွားခဲ့တာဖြစ်ပါရီ။ ဖြစ်စဉ်ကနိုဝင်ဘာလ3ရက်နေ့ညတကောင်မှာဖြစ်ခဲ့တာပါဒီသားခင်တွေရဲ့ပြောပြချက်အရအချုပ်ခန်းထဲမှာစုစုပေါင်းအချုပ်သား36 39ရောက်ဝန်းကျင်ရှိခဲ့ပါတယ်ဒီထဲမှာစစ်ကော်မရှင်တပ်ရဲ့စစ်တုပ်ပန်းတွေမပါဝင်ပါဘူးတခိုးဓမြမဒိမှုကျူးလွန်သူလူတပ်မှုနဲ့ငွေရေးစေဝါတမစရဲပြည်မှုဒီဂျီမာမာကျူးလွန်ထားသူတွေပဲပါဝင်တယ်လို့နှိဆက်သူတွေကဆိုပါတယ် ထောက်ဖောက်ပြေးပုတ်ကတော့အချုပ်ခန်းဆောင်တယောက်တည်းရှိတဲ့အချိန်မှာဓမြတယောက်ကဥဆောင်ပြီးလှုပ်ချုံရေးအပေါ့သွားချိန်ကို အခွင့်ကောင်းယူခဲ့တာပါ အချုပ်သားတယောက်ကအပေါ်သွားချင်းရောက်ဆောက်ပြီးအချုပ်ထောင်ဆောက်စီကတော့ကိုလူယူခဲ့ပါတယ်။အဲ့ဒီနောက်အချုပ်ခဲတကားတော့တွေကိုအကုန်ဖွင့်ပြီးတယောက်မကြံခေါ်ထုတ်ထွက်ပြေးသွားတာဖြစ်ပါတယ်။ဒါပေမဲ့ထွက်ပြေးသူစုစုပေါင်း36ယောက်မှာ6ယောက်လောက်ကတော့ TNL တပ်ဖွဲ့တွေက ပြက်ဖမ်းမိထားတယ်လို့သိရပြီးကျန်တဲ့သူတွေကတော့လူမြောက်နေဆဲဖြစ်ပါတယ်။ ထွက်ပြေးသွားသူတွေထဲမှာကိုခိုင်မျိုးကမဒိမ့်မှုကျူးလွန်ထားတဲ့ဆရာဝန်တယောက်အပါအဝင်ပြည်မှုကြီးတွေကျူးလွန်ထားသူတွေပါဝင်တယ်လို့ဆိုပါတယ် TNL ဘက်ကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအခုချိန်ထိတော့တရားဝင်တည်ထုတ်ပြန်ခြင်းမရှိသေးပါဘူးအခုလောလောဆယ်မှာတော့ TNL အဖွဲ့ဝင်တွေဟာလွတ်မြောက်သွားတဲ့တန်တရားရှိသူတွေကိုအသေးအတန်လိုက်လံရှာဖွေနေပါတယ်